ကျွန်မဒီနေ့မျှဝေပေးမယ့်ဗီဒီယိုလေးကတော့ဒီကွန်ပျူတာမှာရှိတဲ့ test bar setting တွေအကြောင်းမျှဝေပေးမှာဖြစ်ပါတယ်။ဒီအရင်ဆုံးဒီ test bar လေးကိုဘယ်လိုသွားရလဲဆိုတာကိုပြောပြမယ်။ဒီ start တဲ့ကနေပြီးတော့ဒီ setting တွေကနေ personalization ကိုနှိပ်လိုက်လို့ရှိရင်ဒီ test bar setting တွေကိုရောက်သွားတယ်ဒီလိုသွားလို့လည်းရတယ်လို့နောက်တနည်းကဒီ test bar ပေါ်မှာ right click လေးနဲ့ပြီးရင် test bar setting လေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီ personalization နဲ့ရောက်သွားလိမ့်မယ်ပြီးရင်ဒီမှာမှာညာဒီ background color လေးလွတ်စက်နေရှိတဲ့အထဲမှာဒီ test bar setting ရဲ့အကြောင်းလေးကိုညောင်းပြီးမယ် အခုနောက်ဒီပထမဆုံးမြင်ရတာလေးကဒီ lot the test bar ပေါ့နော်ဒီ lot the test bar ဒီဒီ lot the test bar ကိုအွန်ထားရခြင်းဒီဒီ test bar လေးကို နေရာမရွှေ့သွားအောင်လို့အွန်ထားတာပါဒီ test bar ကို off ထားမယ်ဆိုရင်ဒီ test bar လေးကို လက်ကလက်ကနေပြီးတော့ဒီ mouse ကိုဖိပြီးဆွဲဝါရင်ဘေးဘယ်ညာပေါ်အောင်ရွှေ့လို့ရတယ်ဒီမှာဘေးရောက်သွားပြီပြန်ဆွဲလာခဲ့နောက်တစ်ချက်ဆွဲလာခဲ့အပေါ်ရောက်သွားပြီကိုကြိုက်တဲ့နေရာကိုရွှေ့ပြောင်းလို့ရတယ်ဒါက off ထားတဲ့အတွက်ကြောင့် load the test bar ကို off ထားတဲ့အတွက်ကြောင့်နေရာရွှေ့ပြောင်းလုပ်လို့ရတာဒါကြောင့်မို့လို့ဒီ test bar လေးနေရာမရွှေ့တော့အောင်လို့ဒီ load the test bar လေးကို on ထားပေးရပါမယ်နော်ဒါကို on ထားပြီးမယ်နောက်တစ်ခုသည် automatically hide the test bar ဆိုတာကဒီဟာကို off ထားလို့ရှိရင်ဒီ test bar လေးကဒီမှာပေါ်နေလိမ့်မယ်ဒီ test bar ဒီ hide button လေးကို on ထားလိုက်မယ်ဆိုရင်ဒီ test bar လေးကပျောက်သွားပြီးကို ဒီ mouse pointer လေးကိုဒီနေရာလေးကိုသွားသွားထားတော့မှဒါလေးကပြန်ပေါ်လာတယ်။ mouse နေရာရွှေ့သွားတယ်။ဒီ test bar ပြောင်းသွားလိမ့်မယ်နော်။ဒါဆိုရင်ဒီဟာလေးကို off ထားလိုက်ပါနော်။ off ထားလိုက်ရင်ဒီ test bar လေးကသူ့နေရာနဲ့သူပေါ်နေလိမ့်မယ်။နောက်တစ်ခုဒါကကြတော့ဒီ show button test bar button ကကြတော့ဒါလေးကို on ထားမယ်ဆိုလို့ရှိရင် ကိုစီကို Viber တွေဘာတွေကနေစာပို့လာမယ်ဆိုရင်ဒီမှာ notification လေးပြပေးလိုက်မယ်။ media လေးစာပို့လာမယ်ဆိုလည်းဒီမှာ notification လေးတွေပြပေးပါလိမ့်မယ်နော်။ဒါလေးကို order မယ်ဆိုရင်သူတို့စာပို့လာမယ် Viber တွေကနေစာပို့လာမယ်ဆိုရင်လည်းဒါလေးက notification မပြဘူး။ဒါလေးကိုဝင်ထားပေးမယ်။ နောက်တစ်ခါကျတော့ test bar location ကိုဆက်နေဆိုတာကဒီ test bar ရဲ့ location ကိုဒီအောက်မှာထားခြင်းလားအပေါ်မှာထားခြင်းလားဘယ်ထားခြင်းလားအောက်ထားခြင်းလားဒါလေးကိုတစ်ချက်နဲ့ကြည့်လိုက်မယ်ဒါဆိုရင် test bar လေးဒီဘယ်ဘက်ကိုရောက်သွားပြီ top ကိုရွေးလိုက်ရင်အပေါ်ဘက်ကိုရောက်သွားမယ်ပြန် right ကိုနေလိုက်ရင်ညာဘက်ကိုရောက်သွားမယ်။ဒါကြောင့်ကျမတို့ button အောက်မှာပဲထားထားလိုက်မယ်ဒီ test bar လေးဒါဒီ test bar ရဲ့ location အကြောင်းလေးပေါ့နော်။ အခုကတရားလေးကိုသူအများမ်းပဲ always high လေးပဲထားတာပြပါပြီးဒီတကူကိုနှိပ်ကြည့်လိုက်မှဆိုရင် သူရဲ့ဒီ icon နေမှာပြပြပြီးမှာပေါ့နော်ဒီဟာဘာကိုဖွင့်တာလဲဒါဆိုစာသားလေးတွေနဲ့တွဲပြီးတော့ပြပေးနေတယ်ဒါဆိုကျွန်တော်တို့ကဒီ always high လေးပဲပဲထားထားလိုက်မယ်ဆိုရင်သူ icon လေးတွေပဲပြပေးလိမ့်မယ်နောက်တစ်ခုကကြတော့ဒီ new interest ပေါ့နော် ဒီ show new an interest on the test bar ဆိုတာလေးကို on ထားမယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့ဒီသတင်းအချက်အလက်တွေပေါ့နော်ဒီမှာသတင်းအချက်အလက်လေးတွေပြပေးနေလိမ့်မယ်ဒါလေးကို on ထားမယ်ဆိုရင်သူရဲ့ notification လေးကဒီသတင်းအချက်အလက်လေးတွေကဒီမှာမပေါ်တော့ဘူးပေါ့နော်ဒီ test bar မှာမပေါ်တော့ဘူးအဲဒါလေးကို on ထားမယ်ဆိုရင်ဒီမှာ test bar ပေါ်မှာသူရဲ့နေတာတဲ့ဒီမှာသတင်းအချက်အလက်လေးတွေကအကုန်ပေါ်နေမှာပေါ့နော်မွေးရမွေးရတယ်ဒါနောက်တစ်ခုကကျတော့ဒီအဲ chain hong new မျိုး interest ဒီအားကြတော့ဒီ icon နဲ့စာသားကိုတွဲပေါ်ကြလာပေါ့တော့ဒီခုနရဲ့ဟိုသတင်းချက်လက်လေးရဲ့ဒီ icon ဒီမှာ icon ဒီမှာစာသားလေးနဲ့ icon လေးနဲ့တွဲပေါ်တယ်ဒီ icon only ပဲဆိုရင် စာသားလေးဒီမှာမပေါ်တော့ပါဘူးเนาะဒါဆိုရင်ကျမတို့ကဒီ icon desk ကိုချက်တလို့ရွေးထားလို့ရတယ်နောက်ကကြာဒီဒီ test ပါပေါ့เนาะဒီ new open new interest ဒီဟာလေးကို off ထားမယ်ဆိုလို့ရှိရင် ဒီသတင်းချက်လက်ပေါ်မှာဒီမှာ mouse pointer လေးသွန်းနှိပ်လိုက်ရင်မပေါ်လာဘူးသူကဆို auto မပေါ်လာဘူးဒီကို click တစ်ချက်နှိပ်လိုက်မှဒီသတင်းဒီဒီရဲ့ panel ပေါက်လေးကပေါ်လာမှာပေါ့နော်ဒါဆိုဒါလေး on ထားလိုက်မယ်ဆိုလို့ရှိရင်ဒီပေါ်ကို mouse pointer လေးသွန်းထောက်တာနဲ့ဒီ panel ပေါက်ကကြာလာလိမ့်မယ်နော်ဒါဆိုရင်ဒါလေးကို off ထားခြင်းလည်းရတယ် on ထားခြင်းလည်းရတယ်ပေါ့နော် off ထားမယ်ဆိုရင်တော့ဒါကို click တစ်ချက်နှိပ်မှာ panel ပေါက်လေးကြာလာမှာပါ နောက်တစ်တရားကြတော့ update update to new interest ကကြတော့ဒါလေးကို order မယ်ဆိုရင်တည်င်းချက်လက်တွေချိန်နဲ့တပြေးညီ update လုပ်သွားပါလိမ့်မယ်နော်။ဒါဆိုနောက်ဟိုဒီ test bar setting ရဲ့အကြောင်းလေးကတော့ဒီနေ့ကတော့ဒီလောက်ပဲပါ။နောက်ခောက်တည်ကြလို့ရှင်လဲဒီမှာဟိုဗီဒီယိုလေးဆက်ရိုက်ဖို့ရှိပါသေးရဲ့နော်။အားလုံးကျေးဇူးတင်ပါတယ်။